မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ကံပိုက်ဒီဒေသစင်ကြိုင်ချေးရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံနေသားဆောင်တပ်ဖွဲ့တက်တုံညတုံညသုံးတရင်ဌာနချုပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကအော်တိုဘာလ18ရက်နေ့ညနေပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ15ရက်နေ့မှာပန်ဝါမြို့အနီးလူပီဒေသအခြေစိုက်နေသားဆောင်တပ် BGF 1332တိုက်ရင်ဌာနချုပ်ကို KIA ကတင်ပိုက်ပြီးတဲ့နောက်ကံပိုက်ဒီစရုံးကြားမှာရှိတဲ့1332တုံတိုက်ရင်ကိုအော်တိုဘာလ18ရက်နေ့မှာဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဟုတ်ပါတယ်1332ကအော်တိုဘာလ18ရက်နေ့ညနေ9နာရီလောက်ကသူတို့ကရှင်းလင်းလေးလုပ်လိုက်တာပါကာကင်းကိုမနက်ပိုင်းမှာတင်လိုက်တယ်ညနေပိုင်းမှာတော့1332ကိုပြန်တင်လိုက်တာပေါ့သူတို့ရှင်းလင်းရေးလုပ်လိုက်တာပါလို့ကချင်စီရဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်တခြားသတင်းရင်းမြစ်တခုကလည်းအမှတ်1332နေကြားဆောင်တက် ်ရှင်ကြံရဲ့ကာကေးစခန်း၃ခုကိုတိမ့်ပိုက်ထားသလိုပန်ဝါမျိုးအနီးချမ်းရင်ခုဂိတ်စခန်းကံပိုက်တီလန်လဖိုင်နဲ့နခါတာ၁၃၃၃ကြားမှာရှိတဲ့ဒိုမန်ခတရားစခန်းကိုတိမ့်ပိုက်လိုက်ပြီလို့အသိပေးထားပါရယ်စီရင်နိုင်ငံရေးလေးလာသူဦးစော်ဆန်းကလည်း၁၃၃၃တိုက်ရင်ကိုနယ်မြေရှင်းလင်းနေကြောင်းကနအူးသတင်းရရှိထားတယ်လို့အော်တိုဝါလာ၁၈ရက်နေ့ညနေပိုင်းမှာပြောကြားထားပါရယ်ခရိုင်ကစတုံးချီပွေဆော့လော်မျိုးများကို အပိသက်တိမ့်ပိုက်ပြီးတဲ့နောက်စေကောင်စီလက်အောက်ခံဥစကုံတရင်ဥဆောင်နဲ့ကချင်အထုဒေသတဲ့နယ်မြေမှာကြံနေတဲ့ပန်ဝါနဲ့ကံပိုက်တီမျိုးများကိုတိမ့်ပိုက်နိုင်ရေးဥတီထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီကံပိုက်တီနဲ့ပန်ဝါမျိုးများဟာ မြန်မာတရုတ်နယ်စပ်အခြေစိုက်မြို့များဖြစ်ပြီးတော့ပြီးခဲ့တဲ့ရပ်ပိုင်းအတွဲတိုက်ပွဲများအတွဲမှာစစ်ကောင်စီလက်အောက်ခံပြည်သူစစ်နဲ့ BGF ခေါင်းဆောင်တချို့တရုတ်နိုင်ငံဘက်ကိုထွက်ပြေးမှုတွေရှိခဲ့တယ်လို့စီးရဲသတင်းအမြင့်တချို့ကအသိပေးထားပါတယ် KIA ကကချင်အထူးဒေသတဲ့နယ်မြေမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းများတိုက်ခိုက်မှုကိုအခုနှစ်ဇွန်လမှာစတင်အရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်ခဲ့ရမှာဇွန်လအတွင်းမှာစရုံးဒေသမှာရှိတဲ့ဘျူဟာစခန်းအပါအဝင်စစ်ကောင်စီလက်အောက်ခံစခန်း၃၀ကျော်စက်တမာလကုန်နဲ့အခုအောက်တိုဘာလဇန်း ခြိဝေနဲ့ဆော့လော်မြို့သိမ်းတိုက်ပွဲများအတွင်းမှာစစ်ကောင်စီလက်အောက်ခံစခန်းပေါင်း73ခုထက်မနည်းအော်တိုဘားဒုတိယဘက်ကနေပြီးတော့လလဲအထိပန့်ဝါနဲ့အခုကံပိုက်ဒီဒေတာတိုက်ပွဲတွေမှာစစ်ကောင်စီလက်အောက်ခံစခန်းစုစုပေါင်း71ခုထက်မနည်းသိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတပ်စခန်းများကိုအချိန်တိုအတွင်းမှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့ဇွန်လကနေအော်တိုဘားလ18ရက်နေ့အထိစစ်ကောင်စီတပ်စခန်းပြည်သူ့စစ်စခန်း BGF စခန်း စုစုပေါင်း45ခုထက်မနည်းပိတ်ပိုက်ရရှိထားပြီလို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံကချင်အထူးဒေသတဲ့ခေါင်းဆောင်ဦးစခုံတိတ်ရင်အနေနဲ့စစ်ကောင်စီလက်အောက်ကနေအများဆုံးရုံးထွက်ပြီး KIO KIA နဲ့ပူးပေါင်းရန် ကချင်စီရဲသတင်းအမြင့်တချို့ကတိုက်တွန်းထားပါတယ်။ပန်ဝါပြည်သူ့စစ်တပ်ဖွဲ့ဝင်များတကားဖွင့်ထားတဲ့အချိန်မှာအ мян ဆုံးပူးပေါင်းကြပါလို့လဲသတင်းရင်းမြစ်ကတိုက်တွန်းထားပါတယ် လက်ရှိတိုက်ပွဲများကြောင်းပန်ဝါဒေသခံများဟာစစ်ဘေးတိမ်းရှောင်ရန်ကြိုးစားနေကြတော့လေတရုတ်ဘက်ကတကားပိတ်ထားတဲ့အတွက်ပြည်သူများဟာအခက်ကြုံတွေ့နေရတယ်လို့သတင်းရင်းမြစ်တချို့ကရုတ်တံမှတ်တမ်းအနေနဲ့ဖော်ပြထားပါတယ်တရုတ်ပြည်ဘက်ကတကားလည်းဖွင့်မပေးခြင်းဘူးသူတို့တရုတ်တွေကိုတော့ဝင်ခိုင်းတယ်လို့စစ်ရှောင်ရန်ကြိုးပမ်းနေတဲ့အမျိုးသမီးတို့ကပြန်လည်ပြောပြခဲ့ပါတယ်ရုတ်တံမှတ်တမ်းမှာပါတယ်စစ်ရှောင်များထဲမှာကလေးတငယ်များနဲ့အမျိုးသမီးများကိုအဓိကတွေ့မြင်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်အနောက်ဘက်နယ်စပ်မောင်တော်မြို့အခြေစိုက်ငါခခငါတရင်ကိုအရခတက်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်နေရမှာ တိုက်ပွဲဟာတစ်ဖက်နဲ့တစ်ဖက်အလွန်နီးကပ်လာပြီးဖြစ်ပြီးတော့ပုံမှန်ပြင်းထန်လာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲဟာအပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိလာပြီးတော့အော်တိုဘာလ18ရက်နေ့မှာစစ်ကောင်စီရဲ့၄တပ်က Jet Fighter ၄အများနဲ့ဆယ်ချိန်ထက်မနည်းဘုံးကျဲချခဲ့တယ်လို့ Wi-Fi နဲ့လည်းလက်နက်နဲ့စားနပ်ရိက္ခာများကိုထပ်မံချပေးခဲ့တာကိုမြင်တွေ့ရကြောင်းမျက်မြင်ဒေသခံများကပြန်လည်ပြောပြခဲ့ပါတယ်။တိုက်ပွဲက16ရက်နေ့ညကအတော်လေးကိုပြင်းထန်နေတယ်လက်နက်ကြီးလက်နက်ငယ်အတန်တွေကနခခငားတွေကနေတညာလုံးစူညံစွာနဲ့ကြားနေရတယ်18ရက်နေ့မနက်အာယုံမှာအပြင်း င်းထန်ဆုံးနဲ့အနီးကပ်ဆုံးတိုက်နေကြတာ Jet Fighter နှစ်စီးချက်ချင်းလာပြီးတော့ဘုံးရှစ်လုံးကျဲချခဲ့တယ်တညာလုံးလည်းမအိတ်ခဲ့ရပါဘူးလို့ဒေသခံတအုပ်ကပြောကြားထားပါတယ်အေအေရဲ့ထိုးစစ်ပြင်းထန်မှုကြောင့်နခခငါတက်ရင်မကြစေရန်စစ်ကောင်စီကအော်တိုဘလ18ရက်နေ့မနက်7:00နာရီကျော်မှာ Jet Fighter 4ရဲ့နှစ်စီးနဲ့6မိုင်နဲ့3မိုင်ကြားကိုဘုံးရှစ်လုံးကျဲချခဲ့ပြီးတော့မနက်10:20နာရီမိနစ်မှာ Jet Fighter 3စီးနဲ့ဘုံးဆက်နှလုံးထပ်မံကျဲချခဲ့တယ်လို့မနက်အာယုံ၄နာရီ56မိနစ်နဲ့9နာရီ10မိနစ်အချိန်မှာလဲ ဂျက်ဖိုက်တာလေယာဉ်နှက်စီးနဲ့ဘုံရှစ်လုံးအထိကျဲချခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာ Y12 နဲ့နာခခ9ကိုစစ်ကောင်စီဘက်ကလက်နက်နဲ့စားနက်ရိက္ခာများလေထီးနဲ့ခြာပေးလျက်ရှိတယ်လို့မြန်မြန်ဒေသခံများကပြောပါတယ်။ Y12 ကနေပြီးတော့18ရက်နေ့မနက်7:00နာရီခွဲကနေမိုးလယ်7:00နာရီအထိနာခခ9ကိုလေထီးတွေနဲ့လက်နက်နဲ့ရိက္ခာထုတ်တွေကိုခြာပေးနေတယ်လို့ပြောဆိုထားပါတယ်။အလားတူပဲအရခတက်တော်ကအပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်နေပြီးနာခခ9တပ်ရင်းအနီးမှာ အော်တိုဘာလ16ရက်နေ့မနက်10:00နာရီကမှ Jet Fighter ၄ရင်းတစ်စီးနဲ့၎င်းမနက်7:30မိနစ်မှာနောက်ထပ် Jet Fighter တစ်စီးနဲ့၎င်းနေ့လယ်2:35မိနစ်မှာနောက်ထပ် Jet Fighter တစ်စီးနဲ့၎င်းလာရောက်ပြီးတော့ဘုံများကိုကျက်ချခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမျိုးပေါ်မှာရှိတဲ့ရဲစခန်းနဲ့အထက်ကတဲ့ကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ18ရက်နေ့မနက်တနားရီကမှမြင်းမှုမျိုးရဲစခန်းနဲ့အထက်ကတဲ့ကျောင်းဝင်အတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမင်းနဲ့20ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း40မမ60မမ RPG R12 MA ဆက်လက်များနဲ့ပြင်းပြင်းထန်ထန်ခုခံခဲ့တော့လေတဆွဲထားတဲ့ဝင်းအတွင်းကနေပြီးတော့အပြင်ဘက်ကိုမထွက်ရဲဘူးလို့သိရပါတယ်မနက်၁၇နာရီလောက်မှာအကြမ်းဖက်စစ်ကောင်စီဘက်ကကားရှစ်စီးနဲ့အင်အားတွေဖြည့်တင်းထားတယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်မြင်းမှုမျိုးမှာမြင်းမှုသားတွေရဲ့ဥပဒေကတီးတယ်ပြည်သူတွေကိုထပ်မံဖမ်းဆီးနှိပ်စက်မယ်ဆိုရင်မနက်ကပွဲကအစပဲရှိသေးတယ်လို့ပြောကြင်ပါတယ်လို့ မွန်းညို Revolution Force MNRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမွန်းညို Revolution Force MNRF Dog Killers People Defense Force မြင်းမူ DKPDF MMU စကိုင်းမြို့နယ်တိုက်ခိုက်ရေးတပ်ခွဲနှစ်မဟာမိတ်၃ဘက်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ MNRF အဖွဲ့သားများအနေနဲ့ရတဲ့နီးနဲ့စစ်အာဏာရှင်ကိုအဆုံးထိတော်လှန်သွားမှာဖြစ်ပြီးတော့ပြည်သူများအနေနဲ့လဲစစ်ကောင်စီတပ်သားများနဲ့ဝေးဝေးနေပေးခြင်းဖြစ် တော်လိုင်းရဲဘော်များကိုကုညီရယောက်ကြောင်းမိုးညို Revolution Force MNRF အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်လွိုင်ကော်မြို့အဝင်းမော်ဦးကိုအနီရောင်ဆေးတုပ်ထားရကနေအပြရောင်အဖြစ်နဲ့စစ်ကောင်စီကပြောင်းလဲဆေးပြန်တုပ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီချုပ်အစိုးရလက်ထက်ကတိစောက်ခဲ့တဲ့မော်ဦးကိုအနီရောင်ဆေးတုပ်ထားမှုအပေါ်မှာစစ်ကောင်စီက16ရက်နေ့ကစပြီးတော့အပြရောင်အဖြစ်နဲ့ပြောင်းလဲပြီးတော့ဆေးတုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြို့အဝင်းဆိုင်ဖို့အသေးရောမော်ဦးကိုပါအပြရောင်တုပ်လိုက်တာတိရတဲ့လောက်ကတော့ဝင်းကြီးချုပ်ကလွိုင်ကော်မြို့ဘေးကင်းမှုအတွက်ရရရချေတယ်လို့ကြားတယ်လို့ လွိုက်ကော်မျိုးနေပြည်သူတို့ကပြောပြခဲ့ပါတယ်လွိုက်ကော်မျိုးကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်းလာရောက်ခဲ့ပြီးတော့တလားကျော်အကြာမှာလှုပ်ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့နှစ်နှစ်ကုန်ပိုင်းကတိလေးလုံးစစ်စင်ရေးနေအတူလွိုက်ကော်မျိုးကိုပါကရင်နီတပ်ပေါင်းစုကထိုးစစ်ဆင်ခဲ့ပြီးမျိုးလည်းကရက်ွက်တချို့ကိုပါလက်အတန်းကြာထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ် သို့တော်လည်းစစ်ကောင်စီရဲ့ပင်မအခြေစိုက်တပ်များကိုတိမ့်ပိုက်နိုင်မှုမရှိခြင်း၊လေကြောင်းတိုက်ခတ်မှုများပြားခြင်းနဲ့မြေပြင်စစ်ကူများစွာရောက်ရှိလာတဲ့အတွက်လွိုက်ကော်မြို့ကို KND တပ်ပေါင်းစုများဘက်ကပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းကံကောခရိုင်ရောဒေတာအတွင်းမှာအော်တိုဘားလာအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု၈ကြိမ်လုံဆောင်ခဲ့ရာ YDF ရဲဘော်၂ဦးအပါအဝင်၁၀ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ၁ရက်နေ့ကနေအော်တိုဘားလာ၅ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရောဒေတာမှာနေတဲ့ပြည်သူလူထုတွေနေထိုင်ရာကြေးရွာများပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်မှု၄စဉ်နီးပါးဘုံကျဲပြက်ခတ်တိုက်ခိုက်ခဲ့ရာရောဒေတာပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF ကရဲဘော်နှစ်ဦးအပါအဝင်10ဦးတိတ်ဆုံးပြီးတော့အယောက်30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လူနေအိမ်များအိမ်မွေးတိရစ္ဆာန်များလည်းထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ14ရက်နေ့ညနေ3:00ခွဲအချိန်ကမှဂံကောမြို့နယ်အမြောက်ပိုင်းဘော်ပြင်းကြီးရွာအတွင်နေရာ၄နေရာကို Jet Fighter နှစ်စီးနဲ့ဖြတ်အားဖြင့်ဘုံသီးများ Rocket များနဲ့တိုက်ခိုက်ခဲ့ရာဘော်ပြင်းကြီးရွာကိုတာဝန်နဲ့ခိတ္တရောက်နေတဲ့ ရောဒေတာပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF ထုတ်လုပ်ရေးဌာနမှအသက်33နှစ်အရွယ်ရဲဘော်ကျော်ဟင်းနဲ့အသက်45နှစ်အရွယ်ရဲဘော်တို့ကြာဆုံးခဲ့ပြီးတော့အရသာပြည်သူ၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်လူနေအဆောက်အဦပေါင်းအလုံး30ခန့်ထိခိုက်ပျက်စီးခဲ့ပြီးအိမ်မွေးတိရိစ္ဆာန်များလည်းသေဆုံးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ EAU များနဲ့ တော်လှန်ရေးတပ်ဖွဲ့များရဲ့တံပြန်ထိုးစစ်များကြောင့်နေစဉ်ဆုံးရှုံးမှုများနဲ့ကြုံတွေ့နေရပြီးတော့လူလက်နက်အင်အားအစွမ်းကုန်သုံးကအပြင်းထန်ခုခံနေရတဲ့အပြင်နေစဉ်နဲ့အမျှစစ်သားတိုက်ဆုံမှုဒဏ်ရာရမှုထွက်ပြေးမှုများလက်နက်ချအလင်းဝင်သူများများပြားလျက်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်မြေပြင်ထိုးစစ်ဆင်နိုင်တဲ့အခြေအနေမရှိတော့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာဝေဟင်ကိုအုံပြုကစီရေးပြတ်မှတ်မဟုတ်တဲ့အရသာပြတ်မှတ်များကိုပါမချမ်းလူမဆန်စွာတိုက်ခိုက်နေခြင်းဖြစ်ကြောင်း YPDF ကပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့လောက်ရများနဲ့ပတ်သက်ပြီးတော့အပြင်းထန်ဆန့်ကျင်ရှုံချပြီးရောဒေတာပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF အနေနဲ့စစ်တပ်စစ်အုပ်စုစစ်ဘျူရိုကရက်များကိုအမြင့်ပြက်တဲ့အထိရီမန်းချက်ပန်းတိုင်းတူညီတဲ့အဖွဲ့အစည်းများလူပုဂ္ဂိုလ်များအဖိနှိတ်ခံပြည်သူများနဲ့အတူအစွမ်းပုံတွန်းလှန်တိုက်ဆုံသွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။ပြည်သူလူထုအနေနဲ့လည်းတော်လှန်ရေးမပြီးဆုံးသေးတဲ့အတော့တော်လှန်ရေးအသည့်တော်လှန်ရေးတည်နဲ့ဆက်လက်ပြီးတော့ပူးပေါင်းပါဝင်ပေးကြရန်နဲ့စစ်ကောင်စီတပ်ဆိုးရှည်စီမဲ့ထောက်တိုင်များအဖြစ်ကနေပါဝင်လှုပ်ဆောင်ခြင်းမျိုးမပြုလုပ်ကြရန် ရောရီသားပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF ကမြေတားရက်ခံထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ